father and his listening. Father, I command the spirit of killing, stealing, destruction, go. Father, settle him as he settled the matter in Jesus' soul. Rise up, you're free. mai suiro lutu chu ha propesi gu tore kama turu shima ရှိတဲ့ပြဿနာတချို့ကိုပရောဖက်ကလူရှိမှထုတ်ဖော်တာမနဲ့တက်ကြပါဘူးเนาะတချို့ကြတော့ပရောဖက်ရှင်ကိုသွားတဲ့အခါကိုယ့်ရဲ့ပြဿနာကိုလူတိရှင်ကြားထုတ်ပြောတဲ့အခါနဲ့တက်ကြတာဖြစ်တယ်ဆိုတော့ဒီမျိုးတားကသူ့အရင်မိမနဲ့ပတ်သက်ပြီးမှသူ့အရေးစိတ်နာထားတာဖြစ်တဲ့အတွက်ပရောဖက်ရှင်ရောက်လို့ရှင်မထုတ်ပြောအဲ့ဒါပရောဖက်ကမဖော်ဆဲချင်ဘူးပေါ့เนาะဒါပေမဲ့ ဒီနေ့မှာသူ့ရဲ့အတိတ်ကမင်းမဟောင်းနဲ့ပတ်သက်တဲ့ပြဿနာကို ပရောဖက်ကဖော်ထုတ်ပြီးမှ ပြဿနာ ရှင်းပြတာကိုနားထောင်ကြမှာဖြစ်တယ်ဝိညာဉ်ရေးရဗဟုသုတဖြစ်ဘာသာပြန်တင်ပြတာဖြစ်ပါတယ် That this one also, this man is going to start with that woman. I. The the piyadikinye luga, homema အကြောင်းစပြောတော့မတင်တဲ့အာယာအမေ God don't talk about that woman အာဖျားတခင်ရဲ့လူဖြစ်နေလို့ရှိရင်အဲ့ဒီမိမအကြောင်းမပြောနဲ့နော်အာယီစိတ်ထဲမှာငြင်းနေတာဖြစ်တယ်မနော် God forgive me ဖျားတခင်ရဲ့လူကျွန်တော်ကိုခွင့်လွတ်ပါအဲ့ဒီမိမအကြောင်းမပြောပါနဲ့နော်အာယီ My name is Mok ပရိုဖက်ဆိုတာမင်းတော်သူဖြစ်တယ်လို့ဓမ္မရာဇင်ပထမဆောင် အခန်းကြီး6အအခန်းကြီး9အငယ်9မှာရေးထားတာဖြစ်တယ်အပေဝါဒအခန်းကြီး4အငယ်37မှာလည်းပဲသမတိကာလမှာယေရှုခရစ်တော်ကလူတချို့ကိုပရိုဖက်အရာ၌ရွေးချယ်ပြီးမှဆက်လွတ်တာဖြစ်တယ်ဒီပရိုဖက်တွေဟာလူမျိုးမရွေးပါတာမရွေးတဲ့အတွက်အရေးကြီးတာဖြစ်တယ်အကျိုးဝင်တာဖြစ်တယ်ဒါကြောင့်နားထောင်ကြည့်အောင်ပါ ဒီလူကဘယ်လိုမျိုးဟာကိုမပြောဆက်ချင်တာလဲ Well uh, I'm coming from Lusaka Zambia သူနာမည်မိတ်ဆက်တာ သူကဇမ်ဘီယာနိုင်ငံကနေလာတာဖြစ်တယ် You think you can leave me ဒီတခါတော့ proper ကဆက်ပြောတယ်ဒီတယောက်ထထခဲ့တဲ့မိမနေရာကနေ proper ပြောတာဖြစ်တယ်နင်းကငါကိုထခဲ့မယ်ဟုတ်လား think you are very wise နင်းချင်းတဲ့နင်းကအရာဦးနောက်ကောင်းတယ်ဗော You do things that you own you don't tell me နင်းဘာပဲလို့လို့ငါ့ကိုမတိုင်ပင်ဘူးဟုတ်လား You think I'm not concerned နင်းချင်းတဲ့ငါမသိဘူးလို့ထင်သလား I confirm that is true man of God အဲ့ဒါကပရောဖက်ကဒီတရားထားခဲ့တဲ့ မိမပြောတဲ့စကားကို ပရောဖက်ကပြောနေတာဖြစ်တယ် အဲ့ဒီ proper ပြုချက်ကမှန်တယ်လို့ဒီလူကဝန်ခံပါတယ် you just want to leave me okay အော်နင်ကငါနင်ငါကိုထားထားပြီးမှသွားတော့မယ်ဟုတ်လားရပါတယ် understand that this world is not bigger နင်နားလေထားဖို့ကဒီကဘာမကြီးကအရန်ကြီးတာမဟုတ်ဘူးနော်ဒီကဘာမကြီးကချင်းချင်းလေးရဲ့ what you are saying man of god is true prophet နင်ပြောတဲ့အတိုင်းမှန်ပါတယ် because every time I push, I find that this woman is also fighting me the other way around. ဆိုတော့ဒီသူ့မိမဟောင်းကတဲ့သူတကူကူလောက်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီမိမဟောင်းကအမြဲတမ်းသူ့ကိုဟန်တာပါတယ် my ex wife yeah my ex wife အရင်မိမဖြစ်ပါတယ် but you didn't want me to talk about her because you hated her too much ပပိရလေဆိုတော့နင်းကအဲ့ဒီမိမကိုအရန်မုန်းတာဒါကြောင့်ဒီမှာနင်းလာတဲ့အခါငါအဲ့ဒီမိမအကြောင်းပြောတာနင်းမကြိုက်ဘူးလေအဲ့ဒီမိမကိုငါအရန်မုန်းတယ်ဖီးယားတခင်ရဲ့လူကအဲ့ဒီမိမအကြောင်းကျွန်တော်ကိုပြောတာကျွန်တော်မကြိုက်ဘူး mix up with my issues အခုကျွန်တော်ပြဿနာနဲ့လာတာဖြစ်တယ်အဲ့ဒီကျွန်တော်ပြဿနာနဲ့အဲ့ဒီမိမကိစ္စနဲ့တော့မရောနဲ့နှလုံးသားတက်ကစကားပြောနေတာကို prophet ကပြန်ပြောတာဖြစ်တယ် but now look here Woo he's going to start with that woman ဒီအခုကဒီမရောက်ပြီဒီ prophet ကလေဒီမိမအကြောင်းငါ့ကိုပြောတော့မယ်ခေါင်းကိုက်တယ် and i saw the man who got in the dream ငါဒီကမလာခင်အိမက်ထဲမှာပရိုဖက်ကကျွန်တော်ကိုတွေ့တယ်ပြီးကျွန်တော်အကြောင်းပြောတာအိမက်ထဲမှာဒီဆူမန်နောက်ကလေးဒီမိမအကြောင်းကိုအိမက်ထဲမှာပရိုဖက်ကျွန်တော်ကိုတခါပြောပြီးအခုကျွန်တော်ကိုယ်တိုင်လာတဲ့အခါပရိုဖက်ကဒီမိမအကြောင်းပြောတော့မှာပဲ Prophet ပြောတာမှန်ပါတယ်ကျွန်တော်အိမက်ထဲမှာ Prophet ပေါ်လာပါတယ် talked about it you promised အဲ့ဒီမိမအကြောင်းကို ပြောပါတယ် heaven and earth prophet ပြန်ပြောတာကနင်ကအဲ့ဒီအရင်မိမကိုကောင်းကင်နဲ့မြေကြီးကိုတိုင်တယ်ပြီးမှဂတိပေးထားတာအများကြီးရှိတယ်လေ of which you did not give to her နင်ဂတိပြောထားတာတခုမှမတီးခဲ့ဘူးလေ amen man of god မန်ဒဲလို့ဖြစ်ပါတယ် let me pray for you but နင်တွင်ကဆုတောင်းပေးလိုက်မယ် now I'm praying for you. Akuga ni akikete ka lumya bunga sutambe me. Oh, your business will bow down before you. Nga ni go sutang pe lai de chen ga sa pi ni lou de si boy lo nga a lo nga aw min la do ma phi de. But da pe me You have a date. Ne ma ajwe shi de. Pe si ya ajwe shi de. To pay. ပြန်ပေးဆပ်ဖို့လိုတယ် I want you as you are moving to look for 20,000 dollars နေဘာလို့ရမလဲဆိုတော့ look for 20,000 dollar ဒေါ်လာ1000ကိုမင်းလက်ရှာရမှာဖြစ်တယ် and give that to man ပြလို့ရှင့်အဲ့ဒီမင်းမကြီးကိုအဲ့ဒီဒေါ်လာ1000ပေးရမှာဖြစ်ပါတယ် because she too she loved you ဘာလို့အဲ့ဒီမင်းမကနင့်ကိုချစ်တာ she was not bad she was not bad အဲ့ဒီမိန်းမဆိုးတဲ့မိန်းမမဟုတ်ပါဘူး she was not so don't do it that way အဲ့ဒီမိန်းမကိုအဲ့လိုပုံစံနဲ့နိနိကာကမခွဲပါနဲ့တဲ့ဒေါ်လာ2000ဒေါ်လာ2000လိုက်စာပြီးမှသူ့ကိုသူမကိုပေးပါတဲ့ father and sister Father, I command the spirit of killing, stealing, destruction, go. Father, settle him as he settled the matter in Jesus' soul. ရှင်ယောဟန်အခန်းကြီး30အငယ်30မှာပြောတဲ့ယေရှုခရစ်တော်ရဲ့နှုတ်ကပတော်ဖြစ်တဲ့တကူဒီခိုးခြင်းတခြင်းဖြစ်စခြင်းကတလာ၏ငါမုံကအတက်လူယူများမကသူတို့ဒီအတက်ပြေဆုံးခြင်းကလာသည်ဆိုတော့တကူဆိုတာစာတန်ကိုပြောတာဖြစ်တဲ့စာတန်ဟာခိုးခြင်းတခြင်းဖြစ်စခြင်းက ီတယောက်ရဲ့အတ္တတအထက်ကိုရောက်လာတာဖြစ်တယ်အဲ့ဒါကို ရှင်မာတဲအခန်းကြီး30ငယ်1မှလာတဲ့အချိန်ယေရှုနာမနဲ့နင်ထုတ်တာဖြစ်တယ်အခုချိန်ကစပြီးသူ့ရဲ့တတ္တမှာအောင်မြင်လာဖို့ပရောဖက်ကကောင်းချီးပေးတာဖြစ်ပါတယ်မှတ်တရပါ you are free နေကိုအနိုင်ကျင်းတဲ့နတ်ဆုလက်တကနေလွတ်မြောက်ပါပြီဆိုတော့ဟေရှာယ63အငယ်1ယေရှုခရစ်တော်လာတာက လူဒီနတ်ဆူဖန်တာချုပ်တာချင်းခိုင်းတဲ့သူတွေကိုရွေးနှုတ်ဖို့ဖြစ်ပါတယ်။ Now everything has started obeying you. Amen. အခုကလူလေတမားနင်းအစဉ်ပြေသွားတော့မှာဖြစ်တယ်။ Thank you Jesus. ယေရှုဖျောက်ကျေးဇူးတင်တယ် about your your issues. အခုချင်ကစားပြီးလူတွေကနင်းကို ဖုန်းခေါ်လာတော့မှာဖြစ်ပါတယ်။ You live to this girl. Where is she? Abunaboya. ပရိုဖက်ကလူအစုဝေထက်ကဒီအမျိုးသမီးကိုခေါ်ပါတယ်ဒီအမျိုးသမီးကိုနင့်ဘယ်မှာထားခဲ့တာလဲလို့ပရိုဖက်ကမဲပါတယ် this is my my current wife ဟာဒီအမျိုးသမီးကလောလောဆယ်ကျွန်တော်ယူထားပြီးမှ ပေါင်းတဲ့မိန်းမနဲ့တူပါတယ် what you are saying man of god is true prophet mean တဲ့အတိုင်းမှန်ပါတယ်ဒါကြောင့်တမဟောင်းကာလဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး9ငယ်9မှာ ပရိုဖက်ဆိုတာမြင်ရတော့အခွင့်ရတဲ့သူဖြစ်တယ်။ဖျားတခင်ဆက်လွတ်တဲ့သူဖြစ်တယ်။ This is my current wife. ဒီမြို့သမီးဟာလက်ရှိကျွန်တော်ယူထားပြီးမှပေါင်းနေတဲ့မိန်းမနဲ့တူပါတယ်။ She gave birth to a baby boy. တားတယောက်မွေးထားတယ်။ My baby boy. ကျွန်တော်တားပါ။ကျွန်တော်မိန်းမနဲ့အတူလက်ရှိနေပါတယ်။နင်ထင်တာကငါနေကိုမသိဘူးလို့ထင်သလား you thought i don't know you I knew you knew you know me, man of God, because I I saw it in a dream. You are prophet. နင်ကျွန်တော်ကိုတိတယ်ဘာဖြစ်လို့လဲဆိုတော့အိမ်မက်ထဲမှာ prophet နင်ကျွန်တော်ကိုတွေ့ပြီပြီ in my dream so don't now mingle things amen yes don't confuse things if you are with the heart did you pay the worry? ဒါကအခုချိန်ကစပြီးမနော်မိမလည်းရှိနေတာဖြစ်တယ်။ဒါကြောင့်ဘာပဲလှုပ်လို့တိတိချာချာလှုပ်သွားပါအရင်တော့ကလို့မလှုပ်ပါနဲ့လို့ပြောပါတယ်။ပြီးမှမဲတာကအခုယူထားတဲ့မိမကိုနင်းကွန်ဖူပေးပြီးပြီလားလို့ prophet ကမဲပါတယ်။ Yes I paid um there is a balance which is many which I need to pay man of God. ဆိုတော့ဒီဒုတိယမိမကိုယူတဲ့အခါမှာသူကွန်ဖိုးပေးထားတယ်ဒါပေမဲ့အကွန်ဖိုးတချို့အကျွေးကြံသေးတာဖြစ်တယ် balance ဆိုတော့သူကကွန်ဖိုးမကျေသေးဘူးဆိုတော့လူအာဖရိကလူတွေများစွာကဒီသမီးတွေယူတဲ့အခါကွန်ဖိုးပေးရတာဖြစ်တယ်အဲ့ဒီကွန်ဖိုးမကျေလို့ရှိရင်မိဘတွေကကောင်းကြီးအကုန်မပေးဘူးပေါ့နော်ဆိုတော့ကွန်ဖိုးအကုန်ချေမှမိဘတွေကကောင်းကြီးပေးတာကမှအာသူတို့ သမီသမီခမက်ဒီကောင်းကြီးရကြတာဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်မှာကဒီလိုမျိုးထုံတန်းစင်လာကတိုင်းသားတွေမှာရှိခဲ့တာဖြစ်တယ်ဒါပေမဲ့အခုကနေတဲ့ထဲနေလာနေတာဖြစ်တယ်ဘာပဲပြောပြောတမချန်းစာကိုကြည့်တဲ့အခါမှာကွန်ဖူပေးခြင်းဟာတိတ်အရေးကြီးတာဖြစ်တယ်ကွန်ဖူရတဲ့အခါမှာမှတစ်ဖက်ကသမီရှင်တွေကကောင်းကြီးပေးတဲ့အခါမှာအဲ့ဒီကောင်းကြီးပေါ်မှာဖရာတခင်ကတကယ်ဖြစ်မြောက်လာစေတာဖြစ်ပါတယ် online မှာရှိနေတဲ့သူတွေကွန်ဖို့မပေးပဲမိမယူထားတာမျိုးကွန်ဖို့မကျေပဲမိမနဲ့ပေါင်းနေတာမျိုးဆိုလို့ရှိရင်ဖြစ်နိုင်ပါကကွန်ဖို့ကိုကျေအောင်ပေးပါတစ်ဖက်ကမိမရဲ့မိသားစုကိုကောင်းချီးပေးခိုင်းပါအဲ့ဒီခါမှာကိုယ့်ရဲ့အတ္တမှာကောင်းချီးမင်္ဂလာကိုဖျားသခင်တွန်းလာမှာဖြစ်ပါတယ်ဆရာနေ channel တဲ့အဲကွန်ဖို့အကျွေးကို ပေးလိုက်ပါလို့ပြောပါတယ်20000 dollars ဒါပေမဲ့နေုံကတတိပေးထားတဲ့ပထမမိမခွဲထားခဲ့တဲ့မိမကိုဒေါ်လာ2000ရဒေါ်လာ2000ရအောင်ရှာပြီးမှတုတ်ကိုပေးပါ give what 20 you can give up 5000 5000 don't sleep with that don't ဆိုတော့တခါတည်းမပေးနိုင်ဘူးဆိုလို့ရှိရင်တခါပေးဒေါ်လာ5000 5000အဲ့လိုပေးလို့ရတယ်ဒါပေမဲ့အဲ့ဒီမိမနဲ့နေအတူမအိပ်ရဘူးဘာလို့ဆိုဒုတိယမိမယူထားတဲ့အတွက် go back to her just pay the debt just pay the debt ဆိုတော့ဒီအမျိုးသမီးကို မဲပေးစရာအကျွေးရှိတာအကျွေးဆိုတာကသူနဲ့သူပေါင်းတင်ခဲ့တာဖြစ်တယ်။ဆိုတော့ကောင်းတာအများကြီးလှုပ်ထားခဲ့တာဖြစ်တယ်။ဒါပေမဲ့ဒီတိုင်းပစ်ထားခဲ့တာ။ဒါကြောင့်အဲ့ဒါကိုအကျွေးလို့သတ်မှတ်တာဖြစ်တယ်။ And so that your things will အဲ့ဒါလို့လို့ရှိရင်နင်လှုပ်လေတဲ့များနဲ့ဖျားတခင်ကောင်းချီးပေးလိမ့်မယ်လို့ပြောပါတယ်။ online ထဲမှာမရှိတဲ့မိတ်ဆွေတချို့ကိုကအရင်မိမရှိခဲ့ဘူးတဲ့။ဒါပေမဲ့ အခုတော့အရင်မိမနဲ့မပေါင်းပဲနောက်မိမနဲ့ပေါင်းတဲ့အခါမှာအရင်မိမကကုကုကောင်းတာလုတ်ခဲ့တယ်ဆိုလို့ရှင်ကျေစုတုံ့ပြန်ဖို့လိုတယ်။သွားအိပ်ဖို့တော့မလိုဘူး။အဲသူ့ကိုကျေစုပြုဖို့လိုတယ်။အဲ့လိုမျိုးကျေစုပြုလို့ရှင်ဒုတိယမိမနဲ့ဆက်သွားတဲ့အခါမှာဖျားတခင်ကကောင်းချီးပေးမှဖြစ်တယ်။မြောက်မြတ်စွာသောလူတွေက အရင်မိမနဲ့မပေါင်းပဲဒုတိယမိမယူတယ်။ပြီးလို့ရှင်ကောင်းစားတယ်လားဆိုမကောင်းစားပဲဆင်းရဲဒုက္ခရောက်နေတယ်လို့အများကြီးရှိပါတယ်။ အဲ့ဒါကဂျေဇုပြုတင်ပြုထားတဲ့လူကိုဂျေဇုမပြုတဲ့အတွက်ဖြစ်တယ်။ဒါကြောင့်ဒီနေ့ prophet တွေပြောတာကအရင်မင်းမနဲ့တွားအိစရာမလိုဘူး။သူ့ကိုဂျေဇုပြုပါပြီးလို့ရှိရင်ဘုရားသခင်နဲ့ကိုကောင်းချီးပေးလိမ့်မယ်။ဘယ်အရာမှနေကိုဟန်တာထားလို့မရဘူးလို့ပြောပါတယ်။ tune they may the petrol station issue is already in your hands. နေမကြခင်မှာဓာတ်စစ်ဆိုင်ပိုင်ဆိုင်ဖြစ်လာပိုင်ရှင် ဖြစ်လာတော့မှဖြစ်တယ်။နေလက်ထက်ကိုရောက်နေပြီလို့ prophet ကပြောပါတယ်။ I receive man of God. ျွန်တော်ယုံကြည်ခြင်းနဲ့အဲ့ဒါကိုတင်ပိုက်ပါတယ် and the pay had the 20000 you you land into your petrol station နင်ကအဲ့ဒီမိမကိုအရင်မိမကိုဒေါ်လာ2000ပေးပြီးပြီးနောက်မှနင်လက်ထဲကိုဒီဒက်ဆဆန်ရောက်လာတော့မှဖြစ်ပါတယ်ယုံကြည်ခြင်းနဲ့ကျွန်တော်လက်ခံကောင်းကြီးရဖို့လွယ်ပါတယ်ကောင်းကြီးရဖို့လွယ်ပါတယ်ဒါပေမဲ့မသိရင်တော့မလွယ်ပါဘူးဒါကြောင့် prophet တွေကကောင်းကြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလမ်းကြောင်းတာဖြစ်ပါတယ်။ရာဇဝင်ချုပ်ဒုတိယဆောင် အခန်းကြီး20အငယ်20မှာ prophet ဒီစကားကိုနားထောင်ပါတဲ့ prophet စကားကိုနားထောင်လို့ရှင်အောင်မြင်လိမ့်မယ်လို့လာပါတယ်။ဖျားတခင်ကောင်းချီးပေးပါစေခင်ဗျာ။